အသိဉာဏ်ကလမ်းပြပေးနိုင်ပေမဲ့ပြုတ်မှုဆောင်ရွက်မှုတွေမရှိဘူးဆိုရင်တော့ရှေ့ကိုရောက်နိုင်မှာမဟုတ်ဘူးဒီတော့အသိဉာဏ်ရဲ့လမ်းပြမှုကိုယူပါ ပြုတ်မှုဆောင်ရွက်မှုတွေချက်ချင်းလှုပ်ဆောင်ပါအဲ့ဒါဆိုရင်တော့ရှေ့ကိုရောက်သွားနိုင်မယ်ယုဒမှုဆိုတဲ့အရာကိုသာစွန့်ပစ်လိုက်ရင် ပိုင်ဆိုင်တဲ့အရာအလုံးကို ရှုံရှုံသွားရလိမ့်မယ်ဒီတော့ရိုးသားမှုဆိုတဲ့အရာကိုကိုနဲ့မကွာစောင့်ထားဖို့လိုလိမ့်မယ်အချင်းနဲ့အကြားမှာနှလုံးသားကို ပေါင်းမထည့်တဲ့အခါမှာ ကြည်ယုံနဲ့လည်းမမြင်နိုင်သလိုကြားယုံနဲ့လည်းနားမလည်နိုင်ဘူးဒါကြောင့်ကြည်တဲ့အခါပဲဖြစ်ဖြစ် နားထောင်တဲ့အခါပဲဖြစ်ဖြစ်နှလုံးသားကိုအခြေခံမှပုံနားလေနိုင်လိမ့်မယ်ကျွဲ့တဲ့ကောင်ကိုဖမ်းဖို့အတွက်ခြင်သေးတဲ့ကောင်လိုမြန်မြန်ပြေးစရာမလိုပါဘူးစိတ်ရှိပြီးစနစ်တကျစောင့်ဆိုင်နေဖို့ပဲလိုတာပါဆိုလိုတာကမြန်ဆန်ဖို့ဆိုတာထက်စိတ်ရှိတီးခံပြီး စနစ်တကျလှုပ်ဆောင်နိုင်ခြင်းကသာ အောင်မြင်မှုစီကို ခေါ်ဆောင်သွားနိုင်ရည်ဆိုတာပါအာနေကျဆိုတာ ကို့မှာ ပြည့်စုံမှု မရှိလို့မဟုတ်တလို့စိတ်တကြတိမ်ငြိမ်ရမယ့်အရာလည်းမဟုတ်ဘူးလူသားဖြစ်တည်မှုရဲ့ဒစိမ့်တစ်ပိုင်းမှာဒါကိုသိပြီးကို့မှာရှိနေတဲ့အာနေကျတွေကိုလက်ခံပြုပြင်ဖို့ ကြိုးစားမယ်ဆိုရင်တော့ကိုကိုကိုပိုတံပိုးထားတတ်လာလိမ့်မယ်။ဒါဟာပိုကောင်းတဲ့ဘဝတစ်ခုပိုင်ဆိုင်နိုင်ဖို့အတွက်ပြောင်းလဲခြင်းရဲ့အစပဲ။တခြားသူတွေရဲ့အချမ်းချမ်းတွေကိုနားထောင်ပါ။ဒါပေမဲ့နောက်ဆုံးဆုံးဖြတ်ချက်ချတဲ့အခါမှာတော့ကိုယ့်ရဲ့အတန်ကိုပဲကိုနားထောင်ပါ။ အနာဂတ်ကိုတတိရှိရှိရင်ဆိုင်နိုင်ဖို့အတွက်အတိတ်ကသင်ခန်းစာကောင်းတွေလိုကိုလိုအပ်တယ်။ဒါပေမဲ့အဲ့ဒီအတိတ်ကို အလွန်အမင်းဖတ်တွေ့ထားတာတော့မကောင်းပါဘူး။ဒါကြောင့်ကျွန်တော်လူငယ်တွေကျွန်တော်မိတ်ဆွေတွေအတွက်ဘဝအတွက်တန်ဖိုးရှိတဲ့ဆိုးရွားများတာဖြစ်ပါတယ်ကျွန်တော်ရဲ့လူငယ်တွေနဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကလည်း ဒီတနေ့ကိုပြေပြေရှင်ရှင်နဲ့ဖြတ်တန်းရင်အောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုရရှိဖို့ကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်တော့ကုညာလေးအောင်ပါ